တော်လန်ရေးလက်လုံးနေ့စဉ်တာမန်လူလူရဲ့စိတ်ထဲမှာတော်လန်ရေးနဲ့ပတ်သက်ပြီးဒုလောဒုလောတွေနဲ့ညံမိသလောက်မှန်ဆန်ကြည်ကြလေးရှိတာထုံးစံပါပဲတော်လန်ရေးကြီးဟာပြီးတော့မှလားတော်လန်ရေးကနိုင်မှနိုင်ပါမလားပြီးမယ်ဆိုရင်ရောဒီနှစ်ကုံလောက်ဆိုဖြစ်မယ်ထင်တယ်နိုင်မယ်ဆိုရင်ကောင်းတာပေါ့ဒါပေမဲ့ဘလောက်ထိလူတွေတည်ကြည်ကြမယ်ပြောတတ်သေးဘူးငါမိသားစုတွေငါရက်တည်မှုတွေ ငါပါလို့ရမလဲဘယ်လို့လုတ်ပြီးထတ်သက်ဆက်ရမလဲဒါတွေကတာမန်လူတွေအတွက် နေ့စဉ်စိတ်ထဲမှာတအုံနှွေးနှွေးဖြစ်နေတဲ့ကိစ္စတွေပါပဲကျွန်တော်ဟာဟောကိန်းเสียရမဟုတ်ပါဘူးအနာဂတ်ဟောစရန်လည်းမထုတ်ပါဘူးဖြစ်တတ်တဲ့သဘောဖြစ်ခဲ့လေ ရှိတဲ့သဘောကိုသာကြောင်းကျိုးဆင်ခြင်ပြီး နားလည်အောင်ကြိုးစားပါတယ်။စာရေးဆရာအလုပ်ကိုလုပ်သူမို့ရေပုံရသဘောသာတွေးဆနိုင်ပါတယ်။ ရေပုံရအပြင်ကြည့်ရင်နှစ်ဖက်အားပြိုင်လွန်ဆွဲမှုတွေဟာတစ်နှစ်ခွဲနှစ်နှစ်လောက်ထိဒင်းကျန်းပြည့်နှက်နေပါလိမ့်မယ်မြမနွေဦးဒေါ်လန်ရေးဟာရခင်ကလိုနိုင်ငံရေးတိုက်ပွဲကဲတဲ့ဒေါ်လန်ရေးမျိုးမဟုတ်တနက်ကင်လန်းစဉ်ဘက်ကဲတဲ့တိုက်ပွဲဖြစ်တာမို့နှစ်ဖက်စလုံးမှာအထက်ခိုက်အကြနာများပါလိမ့်မယ်အခုလည်းညာတင်းတဲ့လောက်ညာပြီးနေပါပြီယခုလက်ရှိတွေ့နေရတဲ့တေမှုတေကင်းတွေအရာ နိုင်ငံရေးလှုပ်ရင်လည်းသိနိုင်ပါတယ်နိုင်ငံရေးမလှုပ်ရင်လည်းတာမန်အရက်သူအရက်သားတွေတေဆုံးတာခမများများတွေ့ရပါတယ်အချို့ကဒေါ်လန်ကြီးမှမပါလို့ငါမသေးနိုင်ဘူးလို့မှတ်ယူနေကောင်းမှတ်ယူနေပါလိမ့်မယ်နှစ်ဖက်မှာနိုင်ငံရေးအရာပယောဂတွေ ရှိနေလို့သတိကိုနိုင်နိုင်မထားနိုင်ရင်မကောင်းသူထိတ်ကောင်းသူထိတ်ဘသူမဆိုအသက်နဲ့ခန္ဓာအိုးစားကွဲနိုင်ပါတယ်ဒါကြောင့် တတိဆိုတာလွန်တယ်မရှိဘူးလို့ပြောကြပါတယ်လွတ်လပ်မှုအတွက်တိုက်ပွဲဟာ လွယ်လွယ်နဲ့မရပါဂုံတိတ်ခါအတွက်တိုက်ပွဲဟာလွယ်လွယ်နဲ့မရပါဓမ္မအတွက်တိုက်ပွဲဟာလွယ်လွယ်နဲ့မရပါဘူးဒီတော်လန်ကြီးဟာလွယ်လွယ်နဲ့မပြီးပါဖေဖော်ဝါရီနဲ့မတ်လလယ်လောက်ထိပျော်ပျော်ပါပါစန္ဒပြနိုင်သေးပေမဲ့မတ်လ29နောက်ပိုင်းမှာမတက်တာတော့တာတွေ့ရပါတယ်ဒါပေမဲ့ လူတို့ကသွေးမအေးပါ သွေးပူသွေးစုလာတာတောင်ပိုတွေ့ရပါတယ်အခုလဲသွေးပူစဲသွေးစုစဲပါပဲမကျေနပ်မှုအထွေထွေနဲ့စိတ်ထဲတအုံနှွေးနှွေးကြိတ်လောင်နေတာတွေ့ရပါတယ်လူအလုံးရဲ့စိတ်ထဲမှာလဲအပူတွေနဲ့ကြီးပါပဲလက်နက်ကင်တိုက်ပွဲကိုဥတည်နေတာတွေ့ရလို့တစ်နှစ်ခွဲနှစ်နှစ်လောက်အတိုင်းမှာတစ်စချိုးပြောင်းလဲတဲ့ပြောင်းလဲတွေခမများများရှိနိုင်လိမ့်မယ်လို့ထင်ပါတယ် နိုင်ငံ့ကြီးပေါ့နှင့်ကြီးကျအုပ်နှစ်ရောင်တိန်တောင်တဖွဲမင်းကြီးကျဲဤတဲ့ဒါကြောင့်တရေသည်ခံမှန်းတက်ချက်တာမျိုး လုပ်လို့မရပါဧရာပေါ့ပြောနိုင်တာကတော့ဒေါ်လန်ကြီးဟာလွယ်လွယ်နဲ့အဆုံးမတတ်နိုင်ပါဒေါ်လန်ကြီးဟာလွယ်လွယ်ကူကူနဲ့လည်းမပြီးဆုံးနိုင်ပါ အတော်တန်တည်ငြိမ်တဲ့ကာလာမျိုးရောက်ဖို့မလွယ်ကူနိုင်သေးပါလက်ရှိဦးဆောင်နိုင်ငံရေးအင်အားစုတွေဟာလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်လိုက်တာဖြစ်တာကြောင့် ။စနစ်တကျစုဖွဲ့မှုနဲ့ချိန်ပေးပြင်ဆင်မှုတွေလုပ်ရပါတယ်။ဒါကြောင့်တင်ကူးအခြေအနေတွင်းမှာလူမှုဟာစိတ်ထဲကြိတ်မနိုင်ခင်မရနဲ့ဖြစ်နေတတ်ပါတယ်။အားမလို့အားမရနဲ့မလုတ်သေးဘူးလားမချသေးဘူးလားနဲ့တော်လန်ရေးပြီးကျင်စောထက်သန်နေတတ်ပါတယ်။နိုင်ငံရေးလှုံ့ဆော်သူတွေကလည်းတောင့်ခံထားဘယ်ပြီဘယ်မျှဆိုရင်ပြီးပြီစသဖြင့်ပြောလို့ရှိပါတယ်။ဘသူဘက်မှာမှ မမပါဘူး။ ဒေါ်လာရေးမိုးရဲရေးထဲမှာဒီလိုလောက်ကြတာပဲမဟုတ်လားတကယ်တော့ဒေါ်လာရေးမှာ motivation နဲ့အသက်ဆက်လို့မရတော့ပါဘူးတက်လုံနဲ့သာအသက်ဆက်လို့ရပါတော့မယ် motivation ပေးတဲ့စာတွေစကားတွေကိုဖတ်ရင်ဒါဟာအာတိုစီတောက်တယ်လို့ပါပဲစေးတောက်ပြီးအချိန်တစ်ခုထိအားပြည့်လန်းဆန်းတက်ကြွတယ်ထင်ရပေမဲ့အားစီးပြေသွားရင်အာရော့သွားပါတယ်အဲ့ဒီခါမှာ အားစေထက်တော့ဖို့ရှာကြံတက်ကြပါတယ်။တက်လုံကတော့လေ့ကျင့်မှုနဲ့ဆိုင်ပါတယ်။အာဟာရပြည့်တဲ့အစာကိုစားပြီးတင့်တင့်နဲ့ကိုယ်ခံအားရဖို့လေ့ကျင့်ရပါတယ်။လေ့ကျင့်ရင်ဝလာတာနဲ့အမျှတက်လုံကောင်းလာပါတယ်။တကယ်တိုက်ပွဲမှာတက်လုံကစကားပြောပါတယ်။ motivation ကအခရာမဟုတ်တော့ပါ။တကယ်ကြိုးပိုင်းထဲမှာ motivation ထက်တက်လုံကပိုပြီးအောင်ပွဲကိုဆုံးဖြတ်တာဖြစ်ပါတယ်။ အခုဖြစ်စဉ်ကြီးဟာကျွန်တော်တို့မြမလူဖွဲ့စီကြီးတခုလုံးရဲ့ကိုခံအားကိုစမ်းသပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့လူလူရဲ့ကိုခံအားနဲ့ကိုခြင်းအားအတိညာဉ်နဲ့တတိညာဉ်ကိုစမ်းသပ်နေတဲ့ဇာမီးပွဲကြီးလည်းဖြစ်ပါတယ်စမ်းသပ်ခံတဲ့အထက်ထက်အထက်ခံထားရတဲ့လူလူလည်းဖြစ်ပါတယ်ကျွန်တော်တို့ဘလောက်ကိုခံအားကောင်းတယ်လဲကျွန်တော်တို့ဘလောက်ကိုခြင်းအားခိုင်ကြည့်တယ်လဲကျွန်တော်တို့လူဖွဲ့စီဟာဘလောက်ထိ အခက်ခဲတဲ့အကြက်တဲတွေကိုအတိနဲ့တတိနဲ့နိုင်နိုင်နင်းနင်းနဲ့ဖြတ်ကျော်နိုင်တယ်လေဆိုတာကိုစမ်းသက်နေပါတယ်။နောက်ပြီးကျွန်တော်တို့တည်ထားတဲ့အတိနဲ့ကျွန်တော်တို့တတ်ထားတဲ့ပညာတွေဟာလည်းပဲလက်တွေ့မှာဘလောက်ထိ အသုံးဝင်တယ်လဲ။ကျွန်တော်တို့ဟာကိုတက်ထားတယ်လို့ယူဆထားတဲ့ပညာကိုဘလောက်ထိ အသုံးချနိုင်တယ်လဲဆိုတာကို အမြဲတမ်းမေးခွန်းထုတ်နေရပါလိမ့်မယ်။ ဒီကြားထဲမှာရက်တင်မှုဆိုင်ရာအခက်ခဲတွေက ကျွန်တော်တို့ရဲ့ကိုချင်းစာမေးပွဲတွေကိုစမ်းသပ်နေပါတယ်။ကျွန်တော်တို့ဟာ နေသာတပလေညာကဇယိုက်မျိုး ရှိနေသလား။ဘယ်သူသေးသေးငတေးမာရင်ပြီးရောဇယိုက်တွေကျေပြန့်နေသလား။သာသဖြင့်တော်လန်ကြီးကစမ်းသပ်နေပါတယ်။တော်လန်ကြီးဟာ လူလူရဲ့စိတ်ထက်ရေးရာကိုလည်းစစ်ဆေးတယ်။လူလူရဲ့အတိညာဉ်ကြီးမြတ်မှုကိုလည်းစစ်ဆေးတယ်။လူလူရဲ့တတိတရားကိုလည်းစမ်းစစ်တယ်။ လူတို့ရဲ့စီးလုံးမှုနဲ့လူတို့ရဲ့ဇွမ်းနေပဲကိုလည်းစမ်းစစ်နေပါတယ်။ထိုနည်း၎င်းပဲတော်လန်ကြီးဟာ လူတို့ရဲ့တဦးချင်းကိုချင်းတိတ်ခါကိုခံအားဘလောက်ရှိမရှိဆိုတာကိုလည်းစမ်းသက်နေပါတယ်။ကျွန်တော်တို့မှာဘလောက်ထိတော်လန်ကြီးတက်လုံအားကောင်းတယ်လဲဆိုတာကျွန်တော်တို့အားလုံးရဲ့အမှုအကျင့်အကျင့်ကြံစရိုက်တကံတွေကတဖြည်းဖြည်းနဲ့ရုံလုံးပေါ်တက်တည်ပြလာမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ 怎么样？